ဂျရှွာဘာယေဒလအတွင်းနှစ်ပွဲဆက်တိုက်နိုင်နိုင်မှုကိုကျွန်တော်ရဲ့ Legend Fighter ကြီးအောင်လအန်ဆန်းကတော့တတော်လေးကိုအောင်အောင်မဆုံးဖြစ်နေပြီးတော့ဂျရှွာဘန်စီကပညာရီရတဲ့အကြောင်းကိုပါအောင်လအန်ဆန်းကထုတ်ပြောကုန်ပါပြီ။ ောင်လအဆန်းနဲ့ဂျက်ရှွာဘန်ရဲ့ဆက်ဆံရေးကိုတော့အားလုံးလည်းသိချပါရီဂျက်ရှွာဘန်ကိုရိုင်းကားလေးအောင်လအဆန်းကိုအင်္ဂလိပ်ကသဘောချရည်သူဖြစ်တယ်အားပေးရည်သူဖြစ်တယ်ပေါ့နော်အောင်လအဆန်းရဲ့ပြစ်သက်ဖြစ်တယ်ပေါ့ဒါမဲ့အောင်လအဆန်းကိုသူကရှင်ခဲ့တယ်စကားသွားမပြောရခဲ့ဘူးဒါမဲ့ဂျက်ရှွာဘန်ကိုရိုင်းကားလေးဒါ Fury FC နဲ့ UFC မှာသူရဲ့ professional fighter ဘဝကိုအစပြုလိုက်တဲ့အခါမှာအောင်လအဆန်းကလေသတိထားမိပြီးတော့ UFC မှာနိုင်ပွဲတွေဆက်လာတဲ့အခါမှာအောင်လကပဲစပြီးတော့ဒါ Joshua Ban ကိုသွားပြီးတော့ဒါစကားသွားပြောခဲ့တယ်ပေါ့နော်အောင်လအဆန်းကလည်းတကယ်ကိုမှ legend fighter ကြီးဖြစ်နေတာတော့မှတကယ်ကိုမှနင်ချရည်သူပါမမီတို့ရဲ့မြန်မာနိုင်ငံသားတွေကအခုလိုမျိုးနိုင်ငံတကာဝတ်ထူးဖောက်နေတဲ့အခါမှာသူအနေနဲ့မနေနိုင်ပါဘူး သူရဲ့တတ်နိုင်တဲ့ဘက်ကနေပါဝင်ကူညီပေးချင်တာပါဒါကြောင့်မို့လို့လေအောင်လာအန်ဆန်နဲ့ဂျက်ရှွာဘန်တို့အပြစ်မှာသိဆုံတဲ့အခါမှာလေအောင်လာအန်ဆန်ဘက်ကနေဂျက်ရှွာဘန်ကိုပါဝင်အားဖြည့်ပြီးတော့ဒါဘောက်ဆင်နဲ့ပတ်သက်တဲ့အရာတွေကိုလေ့ကျင့်ကူညီပေးတာကိုကျွန်တော်တွေးရတယ်ပေါ့နော်ဂျက်ရှွာဘန်အနေနဲ့ခုလိုမျိုးတလားအတွင်းမှာ ဘရူနိုဆေးဘောက်ကိုနိုင်ပွဲရပြီးတကအလာမှာပေါ့လေအခုလိုမျိုးချက်ချင်းကြီးပဲကမ္ဘာနံပါတ်3ဖြစ်တဲ့เนาะဒါ flyweight တန် UFC နံပါတ်3ဖြစ်တဲ့ Brandon Rebar ကိုလိုက်ခံထိုးမဲ့အချိန်မှာလေအများတကာလို့အပြစ်တင်တာမျိုးမဟုတ်ပဲနဲ့စိုးရိမ်တာမျိုးမဟုတ်ပဲနဲ့အွန်လန်အန်ဆန်ကပဲချက်ချင်းပဲဒါ Joshua Van ကို ဒီဘွဲကိုအနိုင်ထိုးဖို့တော့အားပေးစကားတွေပြောသွားခဲ့တာကိုလေးထွေးရတယ်ပေါ့နော်အခုတော့အောင်လန်အန်ဆာအားပေးစကားတွေပြောခဲ့တဲ့အချိန်မှာအောင်မြင်မှုကြီးက Joshua Bansi ကိုရောက်ရှိလို့လာခဲ့ပြီလေဖြစ်ပါတယ်ဒါကြောင့်မလို့အောင်လန်အန်ဆာကိုရင်းကလေ Joshua Ban ကိုနော် Joshua Bansi ကနေအတူယူရမှာရအများကြီးပဲဆိုပြီးတော့ဒါပြောသွားခဲ့တယ်ပေါ့နော်တကယ်ကိုမှကျွန်တော်တို့အတွက်ဒါ Joshua Van ရဲ့အခုလိုမျိုးနိုင်ပွဲရရှိမှုကအာကျွန်တော်ရဲ့ fighter rate ပေါ့နော် lesson ပေးလိုက်တယ်လို့ပဲသင်ခန်းစာပေးလိုက်တယ်လို့ပဲတဲ့နော်သူရဲ့စ조사မှုနဲ့အစည်းအဝေးရှိမှုတွေကသူ့ကိုအခုလိုမျိုးအမြင့်တနေရာကိုရောက်ရှိဖို့အတွက်ပို့ဆောင်ပေးနေတာတဲ့နောက်လာမယ့်ဟာကတော့ champion ပါပဲတဲ့ဗျာအောင်လန်အဆန်ကမကြခင်မှာ Joshua ဘန် champion ဖြစ်မယ်လို့ယုံကြည်ထားလိုက်ပြီလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ legend ကြီးတော့ Joshua Ban champion ဖြစ်မယ်လို့ယုံကြည်ရဲဆိုတော့ကျွန်တော်ပြည်သက်တီကဘာဖြစ်လို့ကျွန်တော်ရဲ့ဘန်ကြီးပေါ်မှာမြင်ုံကြည်ပြီးနိုင်ရမှာလဲ